ရေချာလီဆန်ကိုမစားဘဲမနေနိုင်ဖြစ်နေတဲ့ဂါဘရီယယ်နဲ့ဆာလီပါစပါကို4-1နဲ့နိုင်ရရှိခဲ့ပြီးတဲ့နောက်အာဒီဒိုင်းအာစနယ်ဟာအောင်မဲကံပြီးဂုဏ်ဝင်ကြွားနိုင်တဲ့အခြေအနေမှာရှိနေပါ रे ဒီမမရရရှိခဲ့တဲ့ပွဲစဉ်မှာဂါဘရီယယ်မာကာဟေးစ်နဲ့ဝီလျံစလီပါနှစ်ဦးစလုံးကအနိုင်ရရှိမှုကိုဂုဏ်ပြုဖို့နဲ့စပါတင်ကရေချာလီဆန်ကိုလောင်ပြောင်ဖို့အတွက်သူရဲ့ Instagram မှာပုံနေတင်ခဲ့ကြပါ रे ဒီပွဲရဲ့နိုင်ရရှိမှုဟာအဓိကအပြင်တော့ဂါဘရီယယ်နဲ့ဆာလီပါတို့ရဲ့ဗိုလ်ကန်စီအတွဲအကြောင်းဖြစ်ပါ रे ပွဲပြီးမှလည်းသူတို့နှစ်ဦးကတနအိမ်မပြည့်ခင်9မိနစ်လိုမှာ ခြေပါကိုဖြစ်ကဘာကျော်တင်းကိုတကိုသိယူခဲ့တဲ့ရစ်ချာလီဆန်ကိုအလောင်းပြောင်းမဲမနေနိုင်ခဲ့ကြပါဘူး။အာဆင်ရဲ့4-1နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအမရိအကစားကွင်းအတွက်မြေရန်ရေးပါတဲ့အစိပ်ပိုင်းဖြစ်တဲ့ကာဘရီယယ်ကဘရာဇီးတင်းရဲ့နိုင်ငံတကာပွဲစဉ်ကစားနေတော့မှထင်ရရှိခဲ့တဲ့အတွက်ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့ပွဲကြီးစဉ်ကနေ EZ ရဲ့ hat trick ကိုအောင်ပွဲခံနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ ။ပွဲပြီးသူတင်ခဲ့တဲ့ post ကလည်းအမေရိကစားကွင်းပရိသတ်တွေရဲ့ချစ်ခင်မှုကိုပိုပြီးရရှိစေခဲ့ပါရင်ပြီးခဲ့တဲ့ဇူလိုင်လမှာ Spartak Simu ကဟောင်ကောင်မှာ Arsenal ကိုဝမ်းစီးနဲ့နိုင်ပွဲရရှိခဲ့တဲ့ရာဇယူခြေစမ်းပွဲစတင်ခဲ့ပြီးတဲ့နောက်မှာသူရရှိခဲ့တဲ့ Man of the Match ဆုနဲ့အတူပုံပုံကို Instagram မှာတင်ခဲ့ပြီးတော့ Gabriel ကို tag လုပ်ခဲ့ပါရင်အဲ့ချိန်တုန်းကလည်း Gabriel က Spartak ရဲ့ပွဲဒီမှာရရှိခဲ့တဲ့သူရဲ့ Premier League Player of the Match ဆု၃ခုရဲ့ပုံကိုပြန်လည်ဝင်မျှပြီးတော့တုံ့ပြန်ခဲ့ပါရင်အဲ့ဒီနဲ့နိုင်ရရှိမှုကိုခွင့်ကောင်းယူပြီးတော့ Gabriel က ီစီရဲ့ဂျာစီကိုဝစ်ဆင်ကအာစနယ်ပေါ်အားကိုလည်းလဲပြင်းမှာဘက်ဘရော့တပ်ပုံရိုက်ကာအဲဒီဆိုရှယ်မီဒီယာပလက်ဖောင်းမှာတင်ခဲ့တာဖြစ်ပါရီတပ်ပုံထဲမှာလည်းလက်မှတ်ထိုးထားတဲ့ဘောလုံးဟက်ထရစ်သူရဲ့ကောင်းရဲ့ player of the match ဆုနဲ့အော်တိုဘာလာအတွက်သူရဲ့ကိုပိုင်းအာစနယ် player of the match ဆုတွေပါဝင်ခဲ့တာဖြစ်ပါရီဒါပြင်မြောက်လန်နန်ကအတင်းအတင်းကြားချာနာချက်ကိုတိမ်မွေးစွာတီးပေးတဲ့အနေနဲ့ရီချာလီဆန်ကိုတက်လို့ဖို့လည်းသူမမေ့ခဲ့ပါဘူးစလီဘာကလည်းရီချာလီဆန်ကိုလောင်ပြောင်ခဲ့တဲ့နေရာမှာပါဝင်ခဲ့ပါရီ ရီချာလီဆန်ကသူ့ရဲ့အသင်းရာသီစပွဲမှာစပြလို့ပရီးမီယာလီဂ်တွင်ကို၅ဂိုးရရှိထားပါတယ်။ပင်တတာစလီဘာကမြောက်လန်လန်ဒီနီမြန်နီဇဲဖြစ်ပါတယ်ဆိုတဲ့စာသားနဲ့တူစပါတိုက်စင်မှုနဲ့ရုံးင်းဆန်ခတ်ဖြစ်နေတဲ့ပုံကိုတင်ခဲ့ရမှာ။ရီချာလီဆန်ကမြေမော်လဲကြတော့မဲ့ပုံစံပေါင်းနေခဲ့ပါတယ်။သူပုံတွေကိုတပုံပြီးတပုံကြည့်နိုင်အောင်လို့တင်ထားတဲ့ပိုစီပြင်မမြောက်ပုံမှာလဲရီချာလီဆန်ကိုထပ်မံဖော်ပြခဲ့ပါတယ်။အဲဒီပုံမှာလဲသူ့ရဲ့ပြိုင်ဘက်ကိုမြေမော်မှာလဲကြစီတော့မဲ့အတွင်နဲ့စလီဘာကသူ့ရဲ့ပွဲစဉ်တွေရှာအောင်လို့ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲမှာနိုင်ရနေတဲ့ပုံကိုပြသနေခဲ့ပါတယ်။ ရေချာလီဆန်ရဲ့ဒဏ်ရာပေါ်မှာစားနဲ့ပုတ်တိုက်ပေးသလိုဖြစ်စေဖို့24နှစ် US လီဘာရဲ့ post ကိုသူ့ရဲ့ပေါင်းဖော်သင်းဂါရီယေကပြန်လည်ဝေမျှခဲ့တည်တာဖြစ်ပါတယ်။